ော်ဆရာခွန်တာချို့ကဒီနေ့ဒီဗီဒီယိုဖိုင်ကိုတင်တဲ့အဓိကအကြောင်းရင်းကတော့ကျွန်တော်ရဲ့အဘဖះများရဲ့လမ်းညွှန်မှုနဲ့အတူခொနည်းရသားသမီးကို နမိတ်တွေအတိတ်တွေပေးတဲ့ကိစ္စနဲ့ပတ်သက်ပြီးကောက်ယူတင်တဲ့နမိတ်ကြီးခုနှစ်ခုအကြောင်းကို ပြောပြခြင်းလိုပါလူတွေကကန်ထန်းလာတာမမြင်ရဘူးလန်ထန်းလာတာမြင်ရတယ်ဆိုသလိုပဲကန်ကောင်းခြင်းနေခြင်းညာခြင်းကြီးပွားတိုးတက်ပြီးတော့ ကံကော်လို့စင်ပေါ်ရောက်ဆိုတယ်လို့ပေါ့နော်ကံတရားရဲ့အထောက်ပံ့အနေနဲ့နေခြင်းညခြင်းជីវਾတိုးတက်သွားတာမျိုးတွေဖြစ်တတ်ပါတယ် အဲ့ဒါလိုနေချင်းညချင်းကြီးပွားတိုးတက်တော့မယ်ဆိုရင်နမိတ်တွေလည်းကြိုးပြတယ်ပေါ့နော်အဲ့တော့ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာကိုယ်နေထိုင်နေတဲ့နေရာဒေသမှာသူကနှက်နှမျိုးရှိတယ်ပေါ့နှက်ကောင်းနှက်မြတ်တွေရှိတယ်ပြီးတော့ရုပ်ရင်းကြမ်းတမ်းတဲ့နှက်ရုပ်နှက်ညံ့တွေရှိတယ်ပေါ့နော်စိတ်ထားပုတ်တဲ့နှက်တွေရှိတယ်ကောင်းတဲ့နှက်တွေရှိတယ်နှက်ဆိုးနှက်ရုပ်နဲ့နှက်ကောင်းနှက်မြတ်ဆိုပြီးရှိတယ်အဲ့တော့အဲ့နှက်ကောင်းနှက်မြတ်တရားနေပြီးကိုယ့်ရဲ့နမိတ်တွေပေါ့ကိုယ်ရှိလျှောက်ဖြစ်တော်မဲ့ကိုယ့်ရဲ့ကံနမိတ်တွေကိုပေါ်ပြတာတွေရှိတယ် ကိုကကောင်းတာတွေများများလုပ်နေတယ်ဆိုလို့ရှိရင်ကောင်းတာတွေကလာမှာပေါ့နော်ဒါပေမဲ့ကောင်းတာလှုပ်တိုင်းကောင်းတာမဖြစ်ဘူးလို့လည်းလူများကပြောကြပါတယ်ဒါတော့အတိတ်ကံနဲ့ဆိုင်တာပေါ့အထူးသဖြင့်အဓိကပြောချင်တာကတော့ကံတရားရဲ့ကံကောင်းခြင်းနမိတ်တွေကိုရှေ့လျှောက်ကံကောင်းတော့မယ်ဆိုရင်ပြတ်သားလို့ရတဲ့ကံကောင်းခြင်းနမိတ်ခုနှစ်ခုကိုပြောပြချင်တာပါ ဒီအခုကန်ကောင်းချင်းနမိတ်ခုနှစ်ခုကလူအများလက်ခံပြီးတော့လိုက်နာခြင်းတုံးတဲ့နဲ့နမိတ်ခုနှစ်ခုဒီနမိတ်တွေတွေကတခုခုတွေ့ပြီဆိုရင်တင်းတေချာပေါက်ကန်ကောင်းတော့မယ်တင်းတေချာပေါက်ထူးထူးခြားခြားဘဝမှာအပြောင်းလဲတွေနဲ့ပျော်ရွှင်ရတော့မယ်ဆိုတာကိုလက်ခံယုံကြည်ထားပါတိုက်ဆိုင်မှုတွေအများကြီးအတင်းကိုစောင့်ကြိုနေလာပါနေပါလိမ့်မယ်ခင်ဗျာနံပါတ်1ကန်ကောင်းတဲ့နမိတ်ပြောပြမယ်ပေါ့နော်ညဘက်ကိုနေတဲ့အိမ် အိမ်သားအတပင်သို့မဟုတ်ကိုနေတဲ့အိမ်ထဲကိုဇီးကွက်တစ်ခေါင်ဝင်လာတာမျိုးဇီးကွက်တစ်ခေါင်နားလိုက်တာမျိုးမြင်လိုက်ပြီဆိုတာနဲ့တင်တေချာပေါက်ကန်ကောင်းလိမ့်မယ်မထမတ်တဲ့အထောက်ပံ့အထောက်ကူတွေနဲ့အတူကန်တရားရဲ့အပြောင်းလဲတွေပေါ်ပြီးတော့ဘဝမှာတစ်ခါမှမရရှိဘူးတဲ့စီစိန်တွေလက်လာပါတွေငွေအထုပ်ထည်တွေနဲ့အခွင့်လန်းအသက်အခွင့်ရေးအထူးတွေကိုတင်ရလိမ့်မယ်အဲ့တော့ညဘက်အိမ်ထဲကိုဇီးကွက်ဝင်တာတွေ ကိုနားမှာရှိတဲ့အပင်တပင်ပင်မှာဇီးကွက်မြင်မိတာမျိုးတွေပေါ့နော်ဖြစ်ပြီဆိုရင်တင်ကန်ကောင်းပါပြီအဲဇီးကွက်တွေက နေရာတိုင်းမှာရှိပါတယ်သူကညငက်ပေါ့เนาะထွက်ကြတယ်အဲရန်ကုန်မြို့မှာမလို့စီးကွက်မရှိဘူးလို့တောင်ကြီးမြို့မှာမလို့စီးကွက်မရှိဘူးဆိုတော့မဟုတ်ဘူးမန္တလေးတော့ရှိတယ်ထွက်ချိန်တဲ့ကာကြံထွက်လာတယ်ပေါ့เนาะအဲ့လိုတစ်ခါခါကြရင်လဲဒါကန်ကောင်းတာကိုတမားတွေကနှက်ကောင်းနှက်မြက်တွေကအယောင်ဆောင်ပြီးပြတာမျိုးတွေရှိတယ်အဲ့တော့တင်ညဘက်တွေမှာပတိစိရင်လမ်းလျှောက်ရင်ဖျားစာယူရင်နဲ့မော့ကြည့်လိုက်လို့တစ်ပင်မှာတစ်ခေါင်းမှာသူ့မို့ကိုယ့်ရဲ့အိမ်နာမှာစီးကွက်တစ်ခေါင်ကိုရုတ်တရက်မြင်တွေ့လိုက်ရပြီဆိုရင်เนาะ တင်ဟာကန်ကောင်းပြီပေါ့ဒါကြောင့်မို့လဲဇီးကွက်တချို့သောဇီးကွက်ရုပ်တွေကိုအိမ်ဒီမှာစောင်းထားတာရှိတာပေါ့နော်ဒါနံပါတ်1နံပါတ်2ကတော့မနက်ခင်းစောစောလေးထားတဲ့အချိန်မှာသွားတိုက်နေရင်သူမဟုတ်တခုခုအာယုံခံစားနေရင်နားထဲကိုကြီးအာတန်ကြားလိုက်ရတဲ့နေ့မှာတင်ကန်ကောင်းနိုင်တယ်အကြံအစီတွေအောင်မြင်နိုင်တယ်ဆိုတဲ့သဘောကိုတက်ရောက်တယ်ပြောချင်တာကတော့ ကြီးကန်းအားလိုက်တဲ့အတန်ကိုကိုနားထဲကိုဝင်လာတယ်ပေါ့နော်တတိတရကွာကြီးကန်းတန်ကိုလိုက်နားထောင်နေတာမဟုတ်ကွာကိုသွားတိုက်နေရင်တခုခုအာယုံပြုနေရင်ဖျားစာရွနေရင်အာအာဆိုရွှေကြီးတားလိုက်တဲ့အတန်ကိုကြားရရင်တင့်အတွက်နှမိတ်ကောင်းတဲ့အတူကန်ကောင်းချင်းတွေရောက်လာလိမ့်မယ်ပေါ့ခင်ဗျာနော်အဲ့ဒါနံပါတ်2ပါနံပါတ်3ကတော့ကိုနေတဲ့အိမ်ထဲမှာပေါ့နော်မနဲ့စောစောမနဲ့စောစောဆိုတာ3နာရီ4နာရီ5နာရီဝင်ကျင်နေပြီပေါ့နော်တစ်ချောက်ပေါ့ ိမ်တိုင်းအိမ်တိုင်းမှာတစ်တေတချို့ဟာရှိရတယ်တချို့ကျတော့တိုက်တည်နေနေရဆိုတော့မရှိဘူးပေါ့နော်ဒါကတော့တစ်ရှိတဲ့နေရာတွေမှာပြောတာပေါ့နော်အဲ့တော့တစ်တစ်နဲ့ဆောက်ထားတဲ့တစ်လုံးအိမ်တွေမှာတစ်ချောက်တန်ကြားရတယ်ညဘက်တွေမှာကြက်ကြက်ကြက်ကြားလာမျိုးမဟုတ်ဘဲနဲ့မနက်ခင်းမိုးလင်းကန်နေမှာတစ်ပိုးထိုးတာလို့တစ်ချောက်လို့လို့အတန်လေးတွေကြက်ကြက်ကြက်ဆိုတဲ့အတန်လေးကြားရပြီဆိုရင်တင်ကန်ကောင်းလိမ့်မယ်ငွေတို့ငွေတွေတွေရမယ်မမြင်အပ်တဲ့သရဝါတွေနဲ့မမြင်အပ်တဲ့ကန်တရားရဲ့အထောက်ပံ့တွေကြောင့်တင်ဘဝတစ်စစ်ချိုးပြောင်းလဲနိုင်တယ်အဲ့ဒီပြောင်းလဲခြင်းကကောင်းသောပြောင်းလဲခြင်းတွေဖြစ်တတ်တယ်ပေါ့နော်နံပါတ်၄တစ်ချက်ကတော့ အိမ်မြောင်ဆုတ်ထိုးတာပေါ့ကိုဖះရှိခိုးတဲ့မြတ်တာပို့တဲ့ကာထာရွတ်တယ်တကုတ်ကူကိုကြံစီတွေးတောနေတဲ့အချိန်မှာအိမ်မြောင်ဆုတ်တက်လိုက်တာဆုတ်ထိုးလိုက်တာမျိုးတွေလုပ်ပြီးဆိုရင်တင်ကန်ကောင်းတော့မယ်တင်ကိုမိတ်ဆွေအပေါင်းအသင်းတရားဟောက်ကအကူအညီပေးလိမ့်မယ်တင်မမျော်လင့်မထားတဲ့အရာတွေအောင်မြင်လာလိမ့်မယ်တင်ဘဝရဲ့ဆန်းတွေတက်လာလိမ့်မယ်ပေါ့ခင်ဗျာနော်နောက်တစ်ခုကတော့သူကအိမ်ရှိမှာတော့တင်မောပင်ရမဆိုင်ကောင်းဘူး အိမ်ရှိမှာတင်းမောပင်ဆိုင်လို့ရှင်လူကိုကျမ်းမာရေးတော်လည်းကောင်းစီးပွားရေးတော်လည်းကောင်းအဲ့ရနေထိုင်ခင်းတစ်ခုဆိုလည်းကောင်းအခိုက်ဝင်ဆက်တယ်အခိုက်ဝင်စေတတ်တယ်အိမ်နောက်မှာတော့ဆိုင်လို့ရတယ်အဲ့တော့ကိုယ့်ရဲ့အိမ်နောက်ဖေးမှာဆိုင်ထားတဲ့တင်းမောပင်အစိမ်းနေအများကြီးထဲမှာမှာတလုံးနဲ့ပဲမှဲ့နေတယ်တူတူအများကြီးမဲ့တာမဟုတ်ဘူးတလုံးနဲ့စမဲ့တယ်ဆိုအဲ့မဲ့တဲ့တလုံးကိုခူးပြီးတော့တင်းအဲ့တင်းမောဒီအမဲ့ကိုဖျားကိုဆွတ်တော့တင်ပေးလို့ရှင်တင်းကန်ကောင်းလိမ့်မယ်တေချာပေါက်တင်းထီပေါက်လိမ့်မယ်ဒါမှမဟုတ်တင်းတေချာပေါက်ဆက်ပစ္စည်းအစ်တတွေရလိမ့်မယ်တင်လိုအပ်နေတဲ့အရင်းကြီးတွေရလိမ့်မယ်အိမ်နောက်ဖေးမှာရှိတဲ့တင်မောပင်တွေကနေတင်မောတီ းတလုံးနဲ့မှဲ့နေပြီဆိုတာကိုတွေ့တာနဲ့သင်ခံကောင်းပြီသားမှတ်လိုက်တော့ဒါပေမဲ့အဲ့တင်မောသူကိုခူပြီးဖျားတင်ရမယ်ဖျားကိုတင်လိုက်တဲ့အလူကြောင့်လဲကုသိုလ်ရနိုင်တယ်လို့ကတ်ကင်းသဘောကိုတက်ရောက်ပြီးတော့အိနောက်ဖေးတင်မောပင်မှာတလုံးသီးမှဲ့တဲ့တင်မောသီးအမဲ့ကြောင့်တင့်ရဲ့ကံကတသစ်ချိုးပြောင်းလဲပြီးထူးထူးခြားခြားအောင်မြင်လာလိမ့်မယ်ခင်ဗျာနော်နံပါတ်6ပေါ့တောက်တက်ပေါ့နော်တောက်တက်ဆိုတဲ့တရဝါကြီးကြားဘူးမှာပါตัวละกองโหลละขอไปตะชูอ่ะบ่เนาะไอ้แต่ไอ้มาตอกแตกရှိတယ်ဆိုရင်ไอ้ตอกแตกก็ตัวအများတမ်းမအောင်အကြောင်းရှိမှာအော်တာ တချို့ကြောင့်လည်းမူလီဝတာနဲ့ဆိုင်တယ်လို့သတ်မှတ်တယ်ပေါ့နော်တကယ်တမ်းကျွန်တော်တို့ဘီဒင်ယာယီဝိဇာနမိတ်အရာဆိုရင်တော့အရှိတောင်ကိုယ့်အိမ်ရဲ့အရှိတောင်အရက်မှာအော်တဲ့တောက်တက်ဟာအဲ့ဒီအိမ်ရှင်ကိုအယံအကျိုးပြုတယ်တင်းဘာသာရေးလို့တော့တင်းစူးစမ်းဆရာရှိတာစူးစမ်းတော့တင်းရင်းနှီးမြုံနှံဆရာရှိတာရင်းနှီးမြုံနှံတော့တင်းလှုပ်ဆရာရှိတာလှုပ်တော့တင်းအိမ်ကိုငါအော်နေပြီလက်လာပါတွေဝင်တော့မယ်အောင်မြင်တော့မယ်ဆိုတာနမိတ်ကိုစောင်းတယ်ဒါကြောင့်အရှိတောင်အရက်ကတောက်တက်အော်ပြီဆိုရင်တင်းလက်ကောင်းပြီလို့ပြောလို့ရတယ်နံပါတ်9တစ်ချက် ပြားတွေပေါ့နော်ကိုယ့်ရဲ့ခေါင်းပေါ်မှာလူကြီးမင်းတို့ကြုံမှုမှာပါတယ်ခါခါကြရင်ပြားတူးနဲ့ကုနာမှာကိုကတော့ကိုယ့်တုတ်မှကြောက်လို့ပုတ်ခတ်နေသူတုတ်ချင်စာကလေးကခွီးဆိုတုတ်သွားမှာပေါ့သူမတုတ်ချင်လို့ကိုကုနာမှာဝီ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 နဲ့ ဝဲနေတာပေါ့နော်အဲ့ဒီပြားတဲ့ကောင်ကိုယ်မတုတ်ပဲအချိန်ကြာမြင့်စွာဝဲနေတယ်ဆိုရင်လည်းသင်္ကန်ကောင်းတော့မယ်နမိတ်ကောင်အတိတ်ကောင်သတင်းကောင်းနေနဲ့တင်းပွားကြီးမှာပျော်ရွှင်စရာတွေဖြစ်လာတော့မယ်ဆိုတဲ့သဘောကိုတက်ရောက်စေတာပါဒါကြောင့်မို့တကယ်တကယ်ကန်ကောင်းတော့မယ်ဆိုရင်အခုကျွန်တော်ပြောတဲ့နမိတ်ကြီး9မျိုးကတင့်ကိုကြိုပြလိမ့်မယ်9မျိုးလို့မဟုတ်ရင်တော့အဲ့9မျိုးတွေကနမိတ်တစ်ခုခုကိုတွေ့ပြီဆိုရင်တော့ဟာဆရာကွန်သာချူပြောထားတဲ့အတိုင်းအဘဖျားတို့ရဲ့အမိန်အတိုင်းဒီနမိတ်9မျိုးတွေကတစ်မျိုးနဲ့ငါတော့ညှိနေပြီလောက်ဆရာရှိတဲ့အလုပ်ကိုလုပ်မယ်ရင်းနှီးမြုံနှံစားရှိရာရင်းနှီးမြုံနှံမယ်စီးပွားရှာ ချမယ်ဆိုရင်သင်ကန်ကောင်းပါလိမ့်မယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဒါကတော့ကန်ကောင်းစီချင်တဲ့ကန်ကောင်းစီနိုင်တဲ့နမိတ်ကြီးခုနှစ်ချက်ကိုအဖဖျားတို့ရဲ့လမ်းညွှန်မှုနဲ့ကျွန်တော်ရဲ့ဓမ္မမိတ်ဆွေခုနှစ်ရဲ့သားသမီးကိုဝင်ကားတာပါတိုက်ဆိုင်မှုတွေနဲ့အတူဒီကန်ကောင်းခြင်းနဲ့အချက်အလက်တွေကန်ကောင်းစီနိုင်တဲ့နမိတ်တွေနဲ့အတူတင်ပွားပျော်ပျော်ရွှင်ရွှင်ဖျက်သန်းနိုင်ပါစေလို့ကျွန်တော်အနေနဲ့ဆုတောင်းမေတ္တာပို့သပေးပါရခင်ဗျာအားလုံးကိုကျေးဇူးအများကြီးအများကြီးတင်ပါတယ်ခင်ဗျာ